ပြည်သူများအားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာတော့ drug law office ဆိုတဲ့ဇာတ်ကားလေးအကြောင်းကို recap လုပ်ပြီးတော့မှာပဲဖြစ်ပါတယ်ရုပ်ရှင်ရဲ့အစမှာပဲရစ်တက်သားတွေကအဆောက်အဦတစ်ခုကိုဝိုင်းပြီးပြစ်ခတ်နေကြပါတယ်မြို့လေကောင်ကဘန်တစ်ခုကိုဓမြတွေဝင်တိုက်နေလို့အခုလိုပြစ်ခတ်နေတာဖြစ်ပြီးဓမြတွေဘက်ကနေလဲဘန်တွေကလူတွေကိုတစားကန်အနေနဲ့ဖမ်းဆီးထားပါတယ်ဓမြတွေကဖွဲလိုက်လှုပ်ရှားနေကြပြီးနှစ်ယောက်ကဘန်ထဲမှာတောင်းကျမ်းနေချင်းကျန်နှစ်ယောက်ကအပြင်ဘက်ကရဲတွေကိုရှီတိုးလို့မရအောင်ပြစ်ခတ်နေပါတယ်အကုန်လုံးဘေးကျန်နေကြဖြစ်နေချိန်မှာအခင်းပြတဲ့နေရာကိုဆွဲအဖွဲ့ဝင်တွေဝင်လာခဲ့ပါတယ် အဖွဲကကားလေးကနေဆင်းလာခဲ့တယ်လို့ကောင်းကင်ကနေလည်းရဟတ်ရင်နဲ့ဆင်းလာပြီးဘန်ကိုဝိုင်းလိုက်ပါတယ်။တချို့ဖွဲတွေကတော့အပြင်ဘက်ကတိုင်းမြင့်နေမှာစနိုက်ပါတွေနဲ့ချောင်းနေခဲ့ပါတယ်။ဒီချိန်မှာဓမြဖွဲတွေကတယောက်ကလမ်းပေါ်ရက်ထားတဲ့ကားတစ်စင်းကိုယူပြီးထွက်ပြေးဖို့လုပ်ပါတယ်။အဲဒီလူကိုတော့တိုက်ပေါ်ကစနိုက်ပါကပစ်တက်လိုက်ပြီးကျန်တဲ့တယောက်ကိုတော့မြေပြင်ကဖွဲတွေကတပ်ပစ်လိုက်ပါတယ်။ဘန်လေးကိုဓမြတွေမသိအောင်ခိုးဝင်သွားတဲ့အဖွဲဝင်တွေကတော့တယောက်ပြီးတယောက်အတန်တေးစနစ်နဲ့အထဲကိုတိုးဝင်သွားပြီးဓမြတွေအလက်ချောင်းနေခဲ့ပါတယ်။ဘန်နဲ့မှာဓမြနှစ်ယောက်သာရှိနေတာဖြစ်ပြီးအပြင်ဘက်ရဲတွေစီကနေဖုန်းကိုလှမ်းယူလိုက်ရင်းနဲ့အပြင်ပြန်ထွက်ဖို့ကြိုးစားခဲ့ပါတယ် စကန်းတဲ့ဓမြတွေကြားမှာပြန်ပြီးဆွဲထားတဲ့ဒဇာကန်ကိစ္စပြောနေတော့မှာပဲအထဲရောက်နေတဲ့ဓမြတွေကိုအတင်းဝင်လုံးမှုကြိုးစားပါတယ်အထက်လူကြီးကသူတို့စကားပြောလို့မပြီးသေးချိန်ထိဘာမှမလုပ်နဲ့အုံလို့တားမြင်လိုက်ပါတယ်ဆွဲအဖွဲ့ဝင် Brian ဆိုတဲ့တယောက်ကအထက်မိတ်မနာခံပဲအတင်းဝင်တိုးသွားခဲ့ပါတယ်ဓမြတွေကလည်းဗန်ထဲရဲတွေရောက်နေပြီဆိုတာသိလိုက်တာနဲ့အမျိုးသမီးတယောက်ကိုကောက်ဖမ်းလိုက်ပြီးနောက်ဆုတ်ဖို့မိန်ပေးလိုက်တယ်ဒီချိန်မှာ Brian ကအဖွဲ့ဝင်တွေအကုန်လုံးဝိုင်းတားနေတဲ့ကြားကနေဓမြတွေကိုဖမ်းဆီးကျင်တဲ့ဇောနဲ့ဒဇာကန်အဖြစ်ဖမ်းထားတဲ့အမျိုးသမီးပုဂံကိုအရင်ပြစ်လိုက်ပြီးဓမြကိုပြစ်တက်လိုက်ပါတယ် တို့ရဲ့မရှင်ကအအောင်မြင်မြင်ပြီးဆုံးသွားပြီမယ်။ရာဂိုင်နှုန်းပြေကောင်းမွန်တဲ့မရှင်တခုတော့မဟုတ်ခဲ့ပါဘူး။ရုံပြန်ရောက်ချိန်မှာတော့အမိတ်မနာခံတဲ့ Brian ကိုထက်လူကြီးကခေါ်ဆူပါတယ်။ခေါင်းဆောင်ကတို့မရှင်ကဘယ်သူမှမသိဆုံးမဲ့ပြီးသွားခဲ့ပြီမယ်။တနတ်နဲ့ပြစ်ခံရတဲ့မျိုးသမီးကတို့ကိုတရားစွဲရင်ပြဿနာထားတဲ့နိုင်တယ်လို့ရှင်းပြခဲ့ပါတယ်။နှစ်ယောက်စလုံးကိုပြစ်ဒဏ်ပေးတဲ့အနေနဲ့အလုတ်ကနေထုတ်ပယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီအချိန်မှာတို့နှစ်ယောက်ကအဖွဲထဲမှာလိုနေသေးတာကြောင့်ပြစ်ဒဏ်ကိုနည်းနည်းပြန်စင်စားပေးပါအောင်လို့အဖွဲခေါင်းဆောင်ကဝင်ပြောပါတယ်။ သူဝင်ပြောမှာအဲဒီညကိုလောက်ကထုတ်ရမယ်စာယာရုနိမ့်တဲ့နေရာစီပြောင်းလိုက်လို့ပြောလိုက်ပြီးတကယ်ပြည့်ကျူးလွန်ခဲ့သူကိုမစ်ရှင်နေမလိုက်ရတဲ့စတိုကန်နေရာမှာယာရုချထားလိုက်ပါတယ်ဒီကိစ္စတွေဖြစ်ပြီး6လကြာမှာတော့ဂျင်းကလန်နဒိုက်တခုမှတောက်တူမရအလုံးလုံးနေရပြီးအရင်လိုတိုက်တာခိုက်တာတွေလုံးခွင့်မရှိတော့ပါဘူးသူ့လောက်ကပြင်မှာမစ်ရှင်သွားခဲ့တဲ့လူတွေရဲ့လက်နက်တွေကိုတန့်စင်ပေးရတာဖြစ်ပြီးလိုအပ်တဲ့ပစ္စည်းတွေကိုထုတ်ပေးရတာပါဒီနေ့မှာတော့ဂျင်စီကိုစာဂျင်ဟွန်ဒိုဆိုတဲ့လူတယောက်ရောက်လာပြီးသူ့ရဲ့ rifle ကိုပြန်ပြန်ခိုင်းခဲ့ပါတယ်။ဒီနေ့မှာတော့အမေရိကန်လေစိတ်တနင်္ဂနွေကိုပြင်သစ်နိုင်ငံကခီးသွားတယောက်ရောက်လာခဲ့ပါတယ်။ အဲ့ဒီလူက Alice လို့ခေါ်တဲ့ဒုစရိုက်ထိတ်ကောင်မူရဲ့ရာဇာတယောက်လည်းဖြစ်ပါတယ်။ Alice ကသူ့ကိုယ်သူတာမန်ခီးသွားတယောက်လို့ဝင်လာခဲ့တာဖြစ်ပြီးဘသူမှသူ့ကိုလူဆိုးတယောက်မှမသိခဲ့ကြပါဘူး။အဲ့ဒီညနေခင်းမှာပဲသူ့ဦးလေးဖြစ်သူရဲ့မွေးနေ့ပွဲကိုရောက်သွားခဲ့တယ်။တကယ်တော့ဦးလေးကသူ့မိသားစုငွေတွေကိုဘက်ကြီးရိုက်သွားခဲ့တာကိုလာတောင်းတာဖြစ်ပြီးဦးလေးမွေးနေ့မှမသိခဲ့ပါဘူး။အဲ့နောက်မွေးနေ့နဲ့ရောပြီးလေဖန်းတန်းစီကစကားတွေပြောနေပြီးပက်ဆန်ပြန်မရနိုင်ချိန်မှာစားပြီးတောက်ပြီးတာနဲ့ဓာတ်နဲ့ထိုးကတက်ပြစ်လိုက်ပါတယ် ရဲဆိုင်ကထွက်လာချိန်မှာဦးလေးရဲ့ကားကိုမောင်းချလာခဲ့ပြီးလမ်းခုလက်မှာရဲတွေကကားမှာပြဿနာရှိနေလို့နောက်ကနေလိုက်လာခဲ့ပါတယ်။ Alex လည်းသူ့ကားမဟုတ်လို့ဘာမှမသိကြောင်းရှောက်ပြောနေခဲ့ပေမယ့်ဘလို့မှဖြေရှင်းမရဘဲနောက်ဆုံးမှာတော့ဖမ်းခံလိုက်ရပါတယ်။ဒီချိန်ရဲစခန်းမှာတော့ဟွန်တိုကဂျင်းနဲ့အတူတူတာဝန်ကျကင်းလဲဖို့ထွက်လာခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ပထမဆုံးတာဝန်ကမျိုးရဲကလူစိုးလိုက်ဖမ်းနေတဲ့ရဲတယောက်ကိုသွားကူဖို့ပါ။လူစိုးကရဲလက်ကနေအများရောက်အောင်ထွက်ပြေးနေချိန်မှာဂျင်းလဲအတူလိုက်ဖမ်းပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့ဟွန်တိုကလူစိုးကိုခေါင်ကနေပိတ်ဖမ်းပေးလိုက်လို့ဖမ်းမိသွားပြီးစခန်းကိုပြန်ရောက်လာခဲ့တယ်။ ရှင်ကယာရုချခံထားရတဲ့ရေသားတယောက်ဖြစ်လို့ဒီလိုလက်တွေ့အလုပ်တွေပြန်လုပ်ပေးနိုင်ခဲ့ရင်အထက်လူကြီးကသူ့ကိုပြန်ခန့်ပေးနိုင်လိမ့်မယ်လို့ထင်နေခဲ့တာပါဒီလိုအလုပ်တွေပြန်လုပ်နေလို့အထက်လူကြီးကြည်တဲ့ရပြီးအလုပ်ပြန်ခန့်နိုင်မယ်လို့ထင်နေခဲ့ပေမဲ့တကယ်လက်တွေ့မှာတော့ထင်ထားသလိုဖြစ်မလာခဲ့ပါဘူးနောက်ဆုံးတော့ဟွန်တိုကသူ့ကောင်းဆောင်ပြီးဖွဲ့မဲ့ဖွဲ့ထဲမှာဂျင်ကိုထည့်ပေးဖို့တောင်းဆိုလိုက်ပါတယ်အထက်လူကြီးကလည်းဂျင်ကိုထည့်ပေးလိုက်လို့ဖြစ်လာသမျှကိစ္စအကုန်လုံးခေါင်းခံရမယ်လို့ပြောလိုက်တယ်ကိစ္စတခုအမှားယွင်းလုပ်ခဲ့ရင်ဂျင်ကိုရဲဖြစ်ကနေတောင်ရန်နာပြီးရင်တင်းရဲလောက်ပဲလုပ်နေရမယ်လို့အလောင်းစာလုပ်လိုက်ပါတယ် ီနောက်မှာတော့အဖွဲ့ကောင်းဆောင်ဟွန်တို့ကဂျင်ကိုအရင်လုပ်တွေပြန်လုပ်ရဖို့အလောင်းစားသဘောတူလိုက်ပါတယ်။တိတ်မကြခင်မှာပဲသူတို့တစ်ဖွဲ့လုံးမစ်ရှင်မှာမာယင်ကင်ဖို့လေးကျင်ကန်းတွေအသေးလုပ်ရပါတယ်။စနိုက်ပါပြစ်တဲ့တင်ကန်းစာဆိုရင်လည်းအဝေးကနေကပ်ပြားကိုထိမှန်အောင်ပြည့်ရတယ်လို့တကယ်မြေပြင်ခင်းချင်းနဲ့တူအောင်ပြင်ဆင်ထားတဲ့တိုက်ပျက်ကြီးတွေကိုလည်းလက်တွေ့ဝင်ပြည့်ရပါတယ်။နောက်ဆုံးလေးကျင်ကန်းအနေနဲ့လေးရင်ပြန်ပြီးဆွဲတဲ့မစ်ရှင်ကိုတကယ်လေးရင်ကြီးထဲမှာလေးကျင်ရမှာပါ။လေးရင်ဟောင်းထဲမှာခီးတဲ့တွေနဲ့ဓမြတွေကိုရောနှောထိုင်ခိုင်းထားပြီးအဖွဲ့သားတွေကိုရှင်းလင်းရေးလှုပ်ခန်းခဲ့ပါတယ်။ ဖွဲထဲမှာတနက်ပြက်ခံရတာကိုတေချောင်ပြတဲ့အနေနဲ့အယောင်ပါတဲ့ rubber ကြီးစံတွေကိုပြစ်ခိုင်းခဲ့ပါတယ်။အဲ့ဒီမရှင်မှာကျင်းတို့ဖွဲကထိခိုက်ဒဏ်ရာရခဲ့သူရှိခဲ့ပေမယ့်ဘယ်သူမှမရခဲ့တဲ့စံချိန်တွေရလာခဲ့ပါတယ်။အဲ့ဒီညမှာပဲဖွဲသားတွေအကုန်လုံးအောင်ပွဲခံတဲ့အနေနဲ့ပါတီတစ်ခုပေးခဲ့ပါတယ်။နေရာကဂျင်မြဲထိုင်နေကြဘာမှဖြစ်ပြီးအကုန်လုံးတောင်းနေကြတဲ့အချိန်မှာဆိုင်ထဲကိုလူတစ်ယောက်ဝင်လာခဲ့ပါတယ်။အဲ့ဒါကတော့ဘော်ရာဟောင်းကြီးဘရန်ယန်ပဲဖြစ်ပြီးဂျင်ကိုတွေ့တာနဲ့ခနဲ့တဲ့ဇကားတွေပြောပါတယ်။ ြန်စကားပြောနေတာနဲ့ကျင်လဲစကားဆက်မပြောတော့ပဲရှောင်ထွက်သွားချိန်မှာ Brian ကစီဆိုပြီးနေရာမှာချိန်ထားတဲ့သူတို့တငယ်ချင်းနှစ်ယောက်ပုံကိုခွဲပြစ်လိုက်ပါတယ်။ဟွန်တို့တို့အဖွဲသားတွေကတော့တယောက်တနေရာစီရှိနေခဲ့ပြီးအကုန်လုံးပျော်နေခဲ့ပါတယ်။ပရည့်ဖြစ်တာကြောင့်အလက်ရက်ကိုမိသားစုဝင်တွေနဲ့ပျော်ပါနေခဲ့ကြပါတယ်။ဒီချိန်မှာအကုန်လုံးစီကိုမရှင်ရှိတယ်ဆိုတဲ့စာတို့တစ်စောင်ရောက်လာခဲ့ပါတယ်။အဖွဲသားတွေကအမြဲတမ်း ready ဖြစ်အောင်လုပ်နေတာမို့လို့ချက်ချင်းအခင်းဖြစ်ရနေရာကိုရောက်သွားခဲ့ပါတယ်။အဲဒီနောက်ပြဿနာတက်နေသူကအင်တီအင်တဲကလူတယောက်ပဲဖြစ်ပါတယ်။ ဒီလူကလက်ထဲမှာတနတ်ကင်ထားပြီးအိမ်ထဲဘသူမှမဝင်နိုင်အောင်တကားပေါက်တွေမှာလဲဝါယာကြိုးတွေတက်ထားပါသေးတယ်ဒီချိန်မှာဂျင်းကသူ့လုံထားတဲ့လူတစ်ချိန်လုံးကြွားနေတဲ့တန်ချောင်းကြီးကိုကောက်ယူလာခဲ့ပြီးအိမ်တကားကိုဖြစ်ကထဲဝင်သွားပါတယ်ဂျင်းတို့အထူးဖွဲ့ဝင်တွေကယူတယောက်နဲ့တိုင်ပတ်နေချိန်မှာအဲလစ်ကိုဖမ်းမိထားတဲ့ယက်စကန်မှာပြဿနာကြီးကျယ်တက်နေခဲ့ပါတယ်အဲ့ဒါကတော့သူတို့ကားမှုနဲ့ဖမ်းဆီးထားတဲ့ရိုးရိုးကျဉ်သားအဲလစ်ကတမန်ငါရှန်ကလူတယောက်မှုပဲမူရည်ရာဇာတယောက်ဖြစ်နေတယ်ဆိုတာသိသွားခဲ့တာပါအဲ့ဒါကြောင့်အဲလစ်ကိုထောင်ပြောင်းဖို့လုပ်နေချိန်မှာအရေးကြီးတဲ့ရာဇဝတ်သားတယောက်ဖြစ်တာကြောင့်ဟွန်ဒိုရိုးအဖွဲ့ကိုခေါ်လိုက်ပါတယ် တို့စီရောက်မလာခင်အချိန်မှာပဲ Alice ရဲ့လူစိုးတွေကခိုးဝင်လာတဲ့ရဲကားကိုစီးပြီးအချုပ်ကားကိုရက်ခန့်လိုက်တယ်။အဆောင်တွေကိုခက်တီတီနဲ့ဝင်ပြစ်သွားပြီးအချင်းသား Alice ကိုထုတ်လာခဲ့ပါတယ်။အကင်းပြေရနေရာကိုဟွန်တိုရောအုပ်စုကအမြန်ရောက်လာပြီးရဲတူတွေကိုတယောက်ပြီးတယောက်ပြစ်တက်လိုက်ပါတယ်။ Alice လည်းချင်းနီမန်တော်မန်တီတာနဲ့ကားကိုသူကိုယ်တိုင်မောင်းပြီးထွက်ပြေးဖို့လုပ်ပါတယ်။နောက်ဆုံးမှာတော့ဟွန်တိုရောဖွဲကအချင်းမီရောက်လာပြီးတားဆီးလိုက်လို့ဘလို့မှမပြေးနိုင်တော့ပဲညှန့်ခံလိုက်ရပါတယ်။အချင်းကားကနေဖောက်ပြေးဖို့ကြိုးစားခဲ့တယ်။ပြင်သစ်ရာဇဝတ်ကောင်ဆိုတဲ့သတင်းတွေကခဏတွင် Holy Jojo ဖြစ်သွားခဲ့ပါတယ်။ မီဒီယာတွေကပါဝိုင်းလာပြီး LS ကိုရိုက်ကူးနေချိန်မှာမွေးရရာဇာကကင်မရာတက်တဲ့ကိုကြည့်ပြီးလူတွေကို message တခုပေးခဲ့ပါတယ်အဲ့ဒါကတော့သူ့ကိုဒီညကချက်ချင်းလွတ်အောင်လုပ်ပေးမဲ့သူရှိရင်ဒေါ်လာတန်တရာတီတီပေးမယ်လို့စင်ခေါ်လိုက်တာပါအဲ့ဒီတဲ့င်းကမျိုးရဲကဒူးစရိုက်လောကမှာဟိမ့်ထွက်သွားပြီးအကုန်လုံးလူတယောက်ကိုချုပ်ထဲကကန်ထုတ်နိုင်တာနဲ့တန်းကျွဲ့တတိချက်ချင်းဖြစ်နိုင်မဲ့အရေးကိုတွေးမိသွားကြပါတယ်ဟိုတို့ရောအဆူလဲချင်းနေမှန်တော့ဘူးဆိုတာသိတာနဲ့မြေပြင်ကနေမသွားတော့ပဲရဟရင်တဲ့အကျဉ်းသားကိုပို့ဆောင်ဖို့လုပ်ပါရည် သူတို့မတိလိုက်တာကဒူးကြိုက်သမားတွေကအတင်းအနေထားနဲ့ရောက်နေတာပဲဖြစ်ပြီးစနိုက်ပါသမားတယောက်ကရဟတ်ရင်ကိုလက်ဦးမှုရယူပြီးအရင်ပစ်ခတ်လိုက်ပါတယ်။နောက်ဆုံးမှာတော့ဟယ်လီကော်ပတာနဲ့လေပတ်မှုရက်ဆိုင်သွားပြီးမြေပြင်ပေါ်ကိုပြုတ်ကျကာမီးလောင်ပျက်စီးသွားခဲ့ပါတယ်။ကောင်းကင်ကနေပို့လို့မရတော့မှန်းသိတာနဲ့ဂျင်လိုက်လာတဲ့ဟွန်ဒိုတို့ထူးတက်ဖွဲ့ကနောက်တနည်းစဉ်းစားကြပါတယ်။တိုက်ရောက်ရောက်တာနဲ့လုံခြုံရေးကာရန်ကြီးတို့ကထွက်လာပြီးလမ်းဘေးဝဲရမှာအဲလစ်ကိုစောင့်နေတဲ့ပရိသတ်တွေလည်းရှိနေခဲ့ပါတယ်။အကျိုးမင်းကလေးတွေကတော့ Alice ကိုမြူဆွဲကျင်တာနဲ့အင်ကြီးလမ်းပြခဲ့ကြပြီးအကွန်လုံးကတန်းတရာပေးမဲ့လူကိုဝမ်းကြည့်နေခဲ့ပါတယ်။ လမ်းကူးလက်တနေရာမှာတော့တကြီးရွယ်ကိုအင်ဂျီယာမဲ့တူကလမ်းဖြတ်ကူးနေခဲ့ပါတယ်တကယ်တော့အဲ့ဒီလူကဒုစရိုက်သမားတစ်ယောက်ပဲဖြစ်ပြီးရှေ့ကနေကာတာပြီးပြစ်တာခတ်တာတွေလုပ်ပါတယ်ဘေးကအတင်းဆောင်နေတဲ့လူမိုက်တွေကလည်းရဲကားကိုကစင်ကလေးအဖြစ်အောင်မီးရှို့ဖြစ်စည်းပြစ်ပြီးအဲလစ်ကိုကယ်ထုတ်နိုင်ဖို့နီလန်ပေါင်းစုံထုတ်သုံးကြပါတယ်တကယ်တော့အဲ့ဒီရင်နှန်းကတမင်တက်တဲ့အာယုံလွှဲလိုက်တာဖြစ်ပြီးကားတွေထဲမှာအဲလစ်ပါမလာခဲ့ပါဘူးတကယ်အဲ့လေးဆဲကတော့မြောက်ခန်းတစ်ခုတည်းကနေရိုးကားတစ်စင်းနဲ့ထွက်ခွာနေပြီးကောင်းငင်ကနေလည်းရဟရင်နဲ့ဆောင်းလျှောက်ပေးနေခဲ့ပါတယ် ဒီဂျန်ကအဖွဲကောင်းဆောင်ဟွန်တို့ရဲ့အကြံပဲဖြစ်ပြီးဘသူကမှသူတို့ကိုမလိုက်နိုင်တော့ဘူးလို့ထင်နေခဲ့ပါတယ်။အဲလစ်ကတော့မျိုးရဲရောက်ချိန်ထိအထက်ကရဲဝင်နန်းတွေလုံခြုံရေးတွေကိုမင်းတို့လည်းငွေမလိုချင်ကြဘူးလားဒေါ်လာတန်းတရာနှော်လို့ပြောလိုက်တယ်။တိတ်မကြခင်မှာပဲကားကရုတ်တရက်ရက်သွားပြီးကားရဲကတီဂျီလို့ခေါ်တဲ့တပ်သားကဖောက်လာခဲ့ပါတယ်။ဒီနောက်မှာမောင်တွေကပေါ်လာတာကဂျင်းရဲ့တငယ်ချင်းယင်ဂျီဘရိုင်းယန်ပါ။ဘရိုင်းယန်နဲ့တီဂျီတို့နှစ်ယောက်ကဒီဇယ်လန်းကိုစောကြီးကလေးကအကွက်ချစီစဉ်ခဲ့တာပါ။ တစ်ဖွဲ့လုံးလဲဂရုံးပေါ်ထိတ်ကွက်ခံလိုက်ရပြီးနောက်ဆုံးတော့အဲလစ်ကိုထုတ်ပေးလိုက်ရပါတယ်။ဘရန်ကအဲလစ်ကိုမြောက်ဘူရာယုံလန်းကိုခေါ်သွားပြီးယထာနဲ့ထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ဂျင်းနဲ့ဟွန်တိုတို့နှစ်ယောက်လည်းနောက်ကနေလိုက်ဖမ်းချိန်မှာယထာကထွက်သွားခဲ့ပါပြီ။နောက်မှအတိလိုက်ရတာကဒီယထာကရှေ့မှာရက်စရာဘူရာမရှိတော့ပဲလန်ခုလက်မှာမူရရာစာကိုကူးပြောင်းလုပ်တော့မယ်ဆိုတာပါ။ဒါနဲ့တစ်ဖွဲ့လုံးမြောက်ဘူရာလန်းနဲ့လိုက်သွားချိန်မှာယထာကိုပြန်တွေ့ခဲ့ပါတယ်။ယထာပေါ်မှာအဲလစ်နဲ့ဘရန်ကိုရှာမတွေ့တော့ပဲနောက်ထပ်ရီဆိုးပိုက်တစ်ခုလည်းထွက်ပြေးသွားခဲ့ပါပြီ။ အဲ့ဒီညာကဖုန်းလိုင်းမမီတဲ့နေရာဖြစ်တာကြောင့်အထက်လူကြီးကတဖွဲ့လုံးသူ့ကိုတက်စာဖောက်လိုက်ပြီလို့ထင်နေပါတယ်။ရေစိုးပိုက်ထဲမှာဘရိုင်ယန်ကချင်းကိုက်ဘုံးတွေထောင်ထားခဲ့ပေမယ့်မူမွေချင်းချင်းမြင်တဲ့ချင်းကတိနေလို့ဘယ်သူမှဒုက္ခမရောက်ခဲ့ပါဘူး။နောက်ဆုံးတော့ဟွန်ဒိုရိုအုပ်စုကအပြင်ပြန်ထွက်လာလို့စကန်းနဲ့ဆက်သွယ်ပြန်ရသွားခဲ့ပါတယ်။သူကအထက်ကိုသူတို့ကိုလာခဲ့ဖို့ရင်လော့ပေးပါလို့တောင်းခဲ့ပေမယ့်အထက်လူကြီးကသူတို့ကိုတက်စာဖောက်တယ်လို့ထင်နေခဲ့ပြီးမရှင်ကိုဖြတ်သိမ်းပြီးစကန်းကိုပြန်လာခဲ့ပါတော့လို့အမိန်ပေးလိုက်တယ်။ဟွန်ဒိုကတော့ဘလိုပဲဖြစ်ဖြစ်မရှင်အောင်တော့လောက်ရမှာဆိုပြီးတွေ့တဲ့ကားတက်စီပြီးအဲလစ်တွေ့သွားနိုင်တဲ့လမ်းကြောင်းကိုလိုက်ကြည့်ပါတယ် ကောင်းခင်ကလေရင်တစည်းဝဲနေတာတွေ့တာနဲ့နောက်ကနေတန်းလိုက်သွားပါတယ်လေရင်ကလမ်းလဲကောင်ရက်ပြီးအဲလစ်ကိုတင်ပြီးထွက်ခွာကာနေအချိန်မှာဟွန်တိုတို့တပ်ဖွဲ့ကမှီလိုက်ပါတယ်လေရင်ဘိန်းလုံးမကြွခင်အချိန်မှာပဲဟွန်တိုတို့အမိရတားဆီးလိုက်နိုင်ပြီးလေရင်ကိုလည်းဖျက်ချပစ်လိုက်ပါတယ်ဒီနောက်မှာတော့အဲလစ်လည်းချင်းနေမှန်မှန်တီတာနဲ့ထွက်ပြေးဖို့ကြိုးစားပါတယ်သူဘလောက်ပဲပြေးပြေးသူ့နောက်ကိုဟွန်တိုရဲ့တပ်သားတယောက်ရောက်လာပြီးဖမ်းဆီးလိုက်ပါတယ်ဘရိုင်ကတော့မြို့သမီးတယောက်ကိုတရားခံလုပ်ပြီးထွက်ပြေးဖို့လုပ်နေခဲ့ပြီးဟွန်တိုကတော့တန်ရာရနေတဲ့တီဂျိတ်နားကိုကတ်သွားပြီးဘာလို့မင်းတစ္ဆာဖောက်တာလဲလို့မေးခဲ့တယ် ဒီကြေးလည်းအသက်ရှင်လျက်ဖန်ခံရင်ရှေ့ရပြီးတတလုံးနေသွားရမှာကိုတွေးမိပြီးကိုကိုကိုတက်တည်သွားခဲ့တယ်။ Brian ကတော့လွတ်မြောက်အောင်ထွက်ပြေးနေရင်လည်းယထာတန်လန်းတွေရှိတဲ့နေရာကိုရောက်သွားပါတယ်။သူနောက်ကိုလိုက်လာသူကတော့ဂျင်မဲဖြစ်ပြီးနောက်ကနေကိုဆွဲပြီးဖမ်းလိုက်ပြီးနှစ်ယောက်သားတက်ပုတ်ကြပါတယ်။အစားတုံးကတော့တငယ်ချင်းတွေဖြစ်ပေမဲ့အခုချိန်မှာရန်သူတွေဖြစ်နေကြပြီးသူတို့လည်းကိုတို့လည်းတိုက်ကြပါတယ်။နောက်ဆုံးမှာတော့ယထာလာနေချိန်မှာ Brian ရဲ့ခေါင်းကိုဂျင်ကပိတ်ကန်ထည့်လိုက်ပြီးယထာနဲ့တိုက်မိသွားအောင်လှုပ်လိုက်ကဇက်သိမ်းပေးလိုက်ပါတယ်။ အရာအလုံးနောက်ဆုံးမှာတော့ Alice ကိုလည်းမိရဖမ်းဆီးနိုင်ခဲ့ပြီးတစ္ဆာပေါက်နှစ်ယောက်စလုံးကိုလည်းတုတ်တင်လိုက်နိုင်ခဲ့ပါတယ်။အထက်လူကြီးကတော့ဒီမှုကဒီနေရာတွေမပြေးသေးပဲ Alice ကို Federal ကျင်းတော်စီကိုမင်းတို့ပဲရောက်အောင်ပို့ပေးကြအောင်လို့ခန့်လိုက်တယ်။နောက်ဆုံးမှာတော့သူတို့တစ်ဖွဲ့လုံးလုံလုံခြုံခြုံနဲ့ Alice ကိုထောင်ထဲထည့်ပေးနိုင်ခဲ့ပါတယ်။ဟွန်တို့ကတော့သူ့မှာဖွဲ့တဲ့တစ်ခုယာသွားတာကြောင့်နောက်ထပ် mission တွေကြာရင်လည်းဒီလူတွေနဲ့ပဲဆက်လုပ်ရမယ်လို့ပြောနေခဲ့ပါတယ်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။